ကြည့်ငါတဲ့ဘေးဟာယောအိုးအဲရပါမယ်အိုးတော့ပြန်ကျင်းကျင်းနေတက်ခွေးတွင်ပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုအပါအဝင်ဒရုန်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကျေးရွာ၈၀၀ကနေအိမ်900ကျော်မိလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ် DMG ကကောက်ယူထားတဲ့စီရင်တွေအရဖေဖော်ဝါရီ20ရက်ကနေ Every 15ရက်အထိဥကင်းကရက်တင်ရှောက်ရှောင်းကတ်တပြေကရန်ရှိုင်းထောက်ရှောင်းပြင်းရှင်းတဲ့ဂလဘာကြေးရွာတွေမှာနေအိမ်924အိမ်ထက်မနည်းပျက်စီးခဲ့တာပါရရှိထားတဲ့စည်ရင်းတွေအရဥကင်းကြေးရွာမှာ နေအိမ်180ကက်တင်ကျေးရွာမှာနေအိမ်184အိမ်ရောက်ရှောင်းကျေးရွာမှာ နေအိမ်120ကန်ရှိုင်ကျေးရွာမှာ နေအိမ်18ဆောင်းကက်တပြေကျေးရွာမှာနေအိမ်15ဆောင်းထောက်ချောင်းကျေးရွာမှာနေအိမ်13ဆောင်းပြင်းရှိကျေးရွာမှာနေအိမ်2ဆောင်းနဲ့ဂလာဘာကျေးရွာမှာနေအိမ်2ဆောင်းဖြစ်ပါတယ်။အဲ့ဒီကျေးရွာသားတွေဟာနေရက်ကိုစောင့်ခါပြီးတော့လက်ရှိမှာတော့ဆွေမျိုးရှိရာအခြားကျေးရွာတွေနဲ့ ULAA ကစီစဉ်ပေးထားတဲ့နေရာတွေမှာနေထိုင်နေကြပြီးတော့သူတို့ရဲ့နေထိုင်စားသောက်ရေးအတွက်အခက်အခဲတွေကြုံနေကြရတာပါ